နေစင်နဲ့အမျှပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတဲ့စစ်ကောင်စီကရန်ကုန်မြို့မှာတကြံကာလအတွက်စတင်ပြင်ဆင်နေပါပြီ။ရန်ကုန်မြို့လေမြို့တော်ခမ်းမရှိကမြို့တော်ဝန်မန်တက်ကိုဒီရက်ပိုင်းမှာပဲစတင်ဆောက်လုပ်နေတာပါ။ဒီမန်တက်ကိုနှစ်တိုင်းအစောဆုံးဆောက်လေးရှိပြီးဒီနှစ်မှာလည်းတလအလိုမှကလေးကဆောက်လုပ်နေတာဖြစ်ပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ မြို့တော်ခန်းမအပြင်ဖြီသူရင်ပြင်ဝင်းထဲမှာလဲလမ်းလျှောက်တကြံကိုပြုတ်လုလေရှိပါတယ်ဖြီသူရင်ပြင်ဝင်းထဲမှာတကြံမန်းတက်တဲ့အတူဖျော်ဖြေရေးအစီအစဉ်တွေကိုလဲထည့်သွင်းကျင်းပလေရှိတာပါစစ်ကောင်စီကသူတို့ရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်ပြည်သူတွေအပါအဝင်သူတို့ရဲ့လက်အောင်ငယ်သားတွေနေစဉ်တိုက်ဆုံနေရပေမဲ့နိုင်ငံအေးချမ်းတရားပြသနိုင်ဖို့တကြံအပါအဝင် လအလိုက်ပွဲတွေကိုပုံမှန်အတိုင်းကျင်းပပေးနေပါတယ်ရှင်။